ကဘာတဝမ်းမှာထူးထူးခြားခြားနဲ့ရုပ်ရုပ်တဲတဲဖြစ်စဉ်များများပြားနေစဉ်မှာပဲဗြိတိန်နိုင်ငံရဲ့သမိုင်းမှာမကြုံစဘူးနှစ်ပေါင်း400အတွင်းဝင်ကြီးချုပ်အားပါလီမန်အတွင်းမှ နှင်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်ကဘာတဝမ်းမှာအစွန်ရောက်ဘာသာရေးအဖွဲ့အစည်းများရဲ့လှုပ်ရှားမှုများ တိုးမြင့်လာတဲ့အချိန်မှာဥရောပတလွှားမှာရှိတဲ့တိုင်းတစ်ပါးမှဝင်ရောက်လာသူများရဲ့အရေးဟာ ပထူအလေးထားအငင်းပွားရမယ့်ကိစ္စရပ်ဖြစ်နေပါတယ်။ယခင်ကဗြိတိန်နိုင်ငံအတွင်းသို့ဝင်ရောက်ခြေချနေထိုင်သူများဟာဗြိတိန်နိုင်ငံအတွင်းအရေးပါတဲ့ယာရုနေရာများရရှိနေခြင်းဘာသာရေးရစီယုံလှုံ့ဆော်ခြင်းများကြောင့်သဆိုင်ရာနိုင်ငံများအတွင်းမှာမတည်ငြိမ်မှုများဖြစ်ပွားကာလူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများကို ပြန်လည်ဆန်းစစ်နေကြရပါတယ်။ ရခိုင်ကအမေရိကန်ပြည်ထောင်စုအပါအဝင် လူခွင့်ရေးနှင့်ဒီမိုကရေစီအရေး အလေးထားတဲ့ဥရောပတစ်ဖက်မှာရောက်ရှိနေတဲ့ဘာသာကြားလူအတိုင်းဝိုင်းများရဲ့စုပူရန်ကားမှုများတရားဥပဒေချိုးဖောက်မှုများနဲ့အခြားသောလက်မခံနိုင်တဲ့လောက်ရများကြောင့်ဥရောပတစ်ဖက်မှာအဆိုပါ လူပုဂ္ဂိုလ်များ တိုင်းတစ်ပါးသားများကိုလက်ခံရေးပြန်လည်နှင်ထုတ်ရေးစတဲ့ကိစ္စရပ်များအပေါ်အ အထူးအလေးထားကင်တွယ်ပြီးလျှို့ဝှက်ထားရှိကြပါတယ်ဗြိတိန်နိုင်ငံရဲ့လူဝင်မှုဆိုင်ရာလုပ်ငန်းရပ်များမူဝါဒများလျှို့ဝှက်ထားတဲ့ခေတ်ဆရများပေါကြားခြင်း အခြားနိုင်ငံများနှင့်ဆွေးနွေးညှိနှိုင်းခြင်းစတဲ့လုပ်ရပ်များကြောင့်ဗြိတိန်ဝန်ကြီးချုပ်စတာမာအားနိုင်ငံတော်တစ္ဆာဖောက်ဖျက်မှုဖြင့်ဝင်ကြီးချုပ်နေရာမှနှုတ်ထွက်ပေးရန်တောင်းဆိုလျက်ရှိပါတယ်။အခြားနိုင်ငံများနှင့်ဆိုရတဲ့နေရာမှာ တရားမဝင်သောအဖွဲ့အစည်းများနှင့်ဆက်သွယ်ဆွေးနွေးညှိနှိုင်းခြင်းများကိုလျှို့ဝှက်လှုံ့ဆော်ခဲ့ကြောင်းလည်းပြောကြားခဲ့ကြပါတယ်။နှစ်ပေါင်း၄၀၀တွင်မကြုံစဘူးသောဗြိတိန်လွှတ်တော်အဆောက်အဦမှဝင်ကြီးချုပ်အားအဆောင်ကျက်လုံခြုံရေးဖြင့်ပြင်ပသို့နှင်ထုတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ရပ်များဟာ အမတန်ထူကြားလျက်ရှိပါကြောင်းနှင့်သမိုင်းတင်တရားမြတ်ဖြစ်စဉ်ဖြစ်ပါကြောင်းတင်ဆက်အပ်ပါရဲ့ နိုင်ငံတနိုင်ငံရဲ့အရေးကြီးတဲ့ယာရုနေရာမှာတာဝန်ထမ်းဆောင်နေသူရွေးကောက်တင်မြောက်ခံရသူလူပုဂ္ဂိုလ်များဟာမိမိတို့ရဲ့ယာရုအဆင့်တန်းနဲ့အလျော်ညီတဲ့လှုပ်ဆောင်ချက်များမသိမ့်လျော်တဲ့လှုပ်ဆောင်ချက်များလှုပ်ဆောင်လာတာဖြစ်တဲ့အတွက်ဗြိတိန်နိုင်ငံကလက်မခံပဲပြင်းထန်စွာဆန့်ကျင်ရှုတ်ချခဲ့ကြပြီး ပါလီမန်လွှတ်တော်အဆောက်အဦမှ နှင်ထုတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ရဟာမည်သူမဆိုတရားဥပဒေကို ချိုးဖောက်၍မရကြောင်းဖော်ညွှန်းရာရောက်နေပါတယ်ဒီမိုကရေစီဟုဆိုရမှာလဲတရားဥပဒေမဲနဲ့စိတ်ထင်နိုင်ထင်ရှားဆိုင်လို့မရရှိနိုင်တဲ့သဘောတဘာဝများလိမ့်လာမှတ်သားရပါကြောင်းထပ်လောင်းတင်ဆက်အပ်ပါတယ်